မကြလေအင်းအင်းတောင်ပြည်တပ်မရှိနေမီနမ်သူမြို့နယ်ထက်ကမန်လီကျေးရွာကိုစစ်ကောင်စစ်တပ်ကဒီကနေ့ဇွန်လ7ရက်နေ့မနက်တနိုင်ဝင်းကျင်မှာလေကြောင်းကနေဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတက်ခိုက်မှုတွေမှာမန်လီကျေးရွာရဲ့ဘုံတော်ကြီးကျောင်းအခြေခံစာတင်ကျောင်းနဲ့ဒေသခံလူထုတွေရဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်စစ်ကောင်စီတပ်ရဲ့ဘုံကျဲတက်ခိုက်ခြင်းခံလိုက်ရတဲ့မန်လီကျေးရွာဟာနမတူတီဘောသွားတဲ့လက်မှတ်ပေါ်မှာတည်ရှိတာဖြစ်ပြီးတော့တရုတ် gas pipeline စခန်းတည်ရှိတဲ့ပန်ပီကျေးရွာနဲ့လည်းအလင်းနီးကတဲ့ကျေးရွာဖြစ်ပါတယ် မန်လီကျေးရွာဟာပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာလဲရှမ်းပြည်ပြည်လဲတထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေရဲ့ရွာလုံးကျွတ်မိရှုဖျက်ဆီးခြင်းခံရတဲ့ကျေးရွာဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မန်လီကျေးရွာကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလနဲ့2024ခုနှစ်ဇန်နဝါရီလတို့မှာလဲနှစ်ကြိမ်တိုင်တိုင်လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလလေကြောင်းတိုက်ခိုက်မှုမှာတော့ TLEC ចောင်းဆ iam တအူးအသက်တေဆုံးခဲ့ရတယ်လို့ မန်လီဘုံတော်ကြီးကျောင်းကလည်းမင်းမင်းသမျှရစရာမရှိအောင်ကြေမွပျက်စီးသွားတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မန်လီကျေးရွာကိုဘုံကျဲတိုက်ခိုက်တာဟာအရက်သားလူထုကိုဥတီတိုက်ခိုက်တာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေနဲ့ကနေလုကင်းနိုင်ဖို့အတွက်စည်ရည်တည်အမြဲတမ်းရှိဖို့လိုအပ်တယ်လို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်တွေကိုလည်းလိုက်နာဆောင်ရွက်တော့ဖို့လိုအပ်ပါတယ်ခင်ဗျာ။